တရုတ်ရဲ့လဝကြီးအုပ်မှုကိုစင်ခေါ်မယ်ကမ္ဘာအကြီးဆုံးမြေရှားတပ်ထုတိုက်ပန်းဆိုင်တဲ့နိုင်ငံတွေပြောချင်ပါတယ်။လေယာစစ်ရင်တွေမြတိုက်လေရင်တွေထိတိတိစိတ်စွန့်ပြီးနေတဲ့မြေရှား dress တွေဟာပထဝီနိုင်ငံရေးမဟာမိတ်တွေကို ပြန်လည်ဓာတ်ပြန်တက်မှတ်နေတယ်လို့မဟာဗျူဟာမြောက်အရင်မြက်ပြန်ဆိုင်မှုခစ်သက်ကိုဦးတည်နေပါတယ်။ဒီနေ့ခစ်သက်မှာကမ္ဘာပေါ်မှာအ धिक အကြဆုံးတပ်ထုကိုပြောပါဆိုရင် မြေရှားတပ်ထုကိုပြောပါမယ်။ စိန်ရွှေကြောက်တံပရံများတွေလည်းမဟုတ်ဘူးနောက်ပြီးတော့လစ်သီယံယူရေနီယံတို့လိုနျူကလ িয়ার ပစ္စည်းတွေမဟုတ်ပါဘူးအဓိကအရေးပါနေတာမြေရှားသတ္ထုပဲဖြစ်ပါလိမ့်တန်းစင်နီးပညာနဲ့ဉာဏ်ရည်တို့ AI အခြေခံအဆောက်အလုံးအချက်များပြားလာတာနဲ့မျှမြေရှားတွက်စင်တွေကိုထိန်းချုပ်မှုဟာအရေးကြီးနေကိုထိန်းချုပ်မှုလို့အရေးပါနေပါလိမ့် မေဂါဘူမီစတန်ရဲ့နောက်ဆုံးကိင္ကနံအရာတရုတ်ဟာမြေရှောင်းအများစု ပိုင်ဆိုင်နေဆဲဖြစ်ပြီးအရမက်ထရစ်တန်ကျင်44တန်နဲ့2024ခုနှစ်တင်တဲ့တန်ကျင်ပေါင်း23000 24ထုတ်လုပ်ခဲ့ပါတယ်။အမေရိကန်ဘူမီဗေဒစတန် USGS ရဲ့နောက်ဆုံးကိင္ကနံအရာတရုတ်ဟာမြေရှောင်းအများစုပိုင်ဆိုင်နေဆဲဖြစ်ပြီးအရမက်ထရစ်တန်ကျင်44တန်နဲ့2024တနှစ်ထဲတန်ကျင်23000 24ထုတ်လုပ်ပါတယ်။ဒါပေမဲ့ပြိုင်မဲ့အစ်စ်တွေလည်းပေါ်ထွက်နေပြီး ယူဝိချ်နဲ့ချာမဂဇင်းတွေကလည်းမကြောက်သီးမီကထုတ်ပြန်တဲ့သတင်းတွေမှာတရုတ်နှုံမှုကိုစိန်ခေါ်နိုင်တဲ့လှင်းမြစွာပြောင်းလဲနေတဲ့ကမ္ဘာအချခင်ကျင်းကပြလာပါလေတရုတ်ကကမ္ဘာမြေရှာထောက်ပံ့မှု80ရာခိုင်နှုန်းကျော်နဲ့ကုန်ကျော်90ရာခိုင်နှုန်းကျော်ထုတ်လုပ်နေပြီး VNM Brazil ရုရှားဒိုမီနီကန်တို့မှာမြေရှာတထုတိုက်တဲ့ရှာဖွေတွေ့ခြင်းကမြေရှာနဲ့ပတ်သက်ပြီးပိုကျပြတ်နေမြေရှာကဘာစီးပွားရေးအလားအလာ ဖော်ပြနေပါလေ ိုမနီကန်မှာအတိမပြုရသည်မြေရှားတန့်ကျင်တန်းတရာအထိရှိနိုင်ကြောင်းသတင်းတွေထွက်နေပါလေ။မြေရှားနေရာအမန်တကယ်ရှားပါတဲ့ dressing တွေမဟုတ်တော့ညာလည်းပဲသူတို့ကိုတူးဖော်ဖို့နဲ့တန့်စင်ဖို့ခက်ခဲလှပါလေ။မြေရှားအုပ်စုမှာတန်လိုက်တဲ့လေစစ်တာတို့ဂုံတတိမြောက်အတွက်တန်ဖိုးကြည့်တဲ့ Neuro Damian တိုင်းစပ်ပိုစီယန်နဲ့စမာရီယန်ကဲ့သို့အဓိကတထု dressing 29မျိုးပါပါလေ။ စောဖို့ပလောင်းမှာမြေရှားတရာစင်ကျော်ပါဝင်နိုင်ပါတယ်လေတာပိုင်နေလျှက်စကားတွေဒုံးရလမ်းကျော်စနစ်တွေအတွက်မရှိမဖြစ်လိုအပ်တဲ့အမြဲတမ်းတန်လိုက်တဲ့ဟာဒီ dressing board ကြီးကြီးမားမားဟွေခိုးနေရပါတယ်အကြာသေးကခွဲချမ်းစိတ်ဖြာမှုမှာကဘာလုံးဆိုင်ရာမြေရှားသုံးမျိုး32ရာခိုင်နှုန်းမှာအမြဲတမ်းတန်လိုက်ပြီဖြစ်ပြီးအဲ့နောက်မှာမော်တော်ယာဉ်တက်ကုပစ္စည်း18ရာခိုင်နှုန်းကာကွယ်ရေးနဲ့စေဘဆိုင်ရာတက်ပစ္စည်းတွေမှာတုံးပြီးတဲ့စွန့်ရည်မြေတက်ထုဆက်18ရာခိုင်နှုန်းဖြစ်ပါလေ ရေရှားသူ့ဘော်ကျင်းကလုပ်ငန်းစဉ်ရဲ့ထက်ဝက်ပဲရှိပါတယ်။ရေရှားတွေကိုတန့်စင်ထုတ်ယူဖို့ရေနဲ့ပြင်းထန်တဲ့ဓာတ်ပစ္စည်းအများအပြားသုံးရပါတယ်။လူတဒီယန်ကီလိုဂရမ်ထုတ်လုပ်ဖို့အတွက်ကြောက်တန်ချိန်1200လောက်ပါတယ်။လုပ်ငန်းတဲ့ဆယ်စုနှစ်များစွာအတွင်းကအနောက်နိုင်ငံတွေကသဘောပေါက်ခြင်းဆိုင်ရာစိုးရိမ်မှုကြောင့်ရေရှားသထုပြူဖော့ထုတ်လုပ်မှုလက်လွတ်ခဲ့ပါတယ်။တရုတ်ကကမ္ဘာမြေရှားစည်းကွက်ကိုလွှမ်းမိုးချုပ်ကန်လာပါတယ်။ တရုတ်ထုတ်ကန်မှုကခိုင်မြဲနေသည်ပြင်မဲ့တခြားနိုင်ငံတွေကလည်းအရှိန်ရနေပါတယ်ယနေ့ခေတ်မှာတော့အရန်မြေရှားတိုက်အများဆုံးပိုင်တဲ့နိုင်ငံတွေကိုနှိုင်းယှဉ်ဖော်ပြထားပါတယ်ဒိုမီနီကန်သမ္မတနိုင်ငံကတင်မပြရသေးတဲ့ခံမှန်းတန်ချိန်သန်းတရာတရုတ်ကတန်ချိန်44တန်းဗီယက်နမ်က21.6တန်းဘရာဇီးက20.4တန်းရုရှားကလည်း20.4တန်းအိန္ဒိယက6.9တန်း နော်ဝေးက10ပြည်သမာ10တန်ရွှေစင်က3တန်အမေရိကန်က10ပြည်သမာ9တန်ဂရင်းလန်ကျောင်းက10ပြည်သမာ9တန်အသီးသီးပိုင်ဆိုင်ထားပါလေအနောက်နိုင်ငံတွေအတွက်ရေးပါတဲ့ရှီရန်စကန်ဖြစ်တဲ့ဂရင်းလန်မှာမြေရှားတူဖော်ရဲလုံကကိုတထုတူဖော်ရဲကုမ္ပဏီကကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်တွေမှာကြီးမားတဲ့အလားအလာကိုမြင်ရတဲ့ဆိုပါလေဂရင်းလန်ကျောင်းဟာနောက်နိုင်ငံတွေကယုံကြည်စိတ်ချရပြီးမရှိမဖြစ်လိုအပ်တဲ့တတထုအရင်းမြစ်တွေကိုပေးဆွနိုင်ပြီး စံသက်ရှာဖွေရစွာအောင်မြင်စွာတိုးချဲ့နိုင်တယ်လို့မှုဆောင်ရာရှိကျုပ်တွေကယူဆပါတယ်။ American ကရေစာကြည့်မှတဲ့မြေရှားအရန်တိုက်ကိုပိုင်ဆိုင်ထားပေမဲ့မကြာသေးမီကာလအထိတထုတူဖို့ခြင်းနဲ့ကုံကြောထုတ်ခြင်းတစ်ခုလုံးမှာနောက်ကျကျင်ရပါတယ်။ဇီဝရေးနဲ့မျိုးသားလူကြုံရေးရာထားချက်ကိုကိုးကားပြီးထွက်လက်ထက်အပြတ်ခံတဲ့သမရမိတ်မှာမြေရှားမီကိုကင်းရင်ပြည်တွင်းထုတ်ယူမှုဦးစားပေးရည်မှန်းပါတယ်။ ပြည်ခုမှုတိုင်းသာကြီးမားလို့ကွန်တော်ရေးနဲ့စည်ရေးနိုင်ငံရေးပြည်ပခါမှာ ပြုတ်ကအမေရိကန်ပေါ်ကြီးမားတဲ့ဩဇာလွှမ်းမှုရသွားပြီလို့ဗဟိုအုတ်ခရဥက္ကလာဟိုမာတက်ကတော်မှာနိုင်ငံရေးသိပ္ပံပမောခါကပြောပါလိမ့်။မဟာဗျူဟာမြောက်အရေးကြီးမှုနဲ့ပတ်ဝန်းကျင်ကုန်ကျစရိတ်ဘလောက်ရှိလဲကြည့်ရအောင်ဗျ။မြေရှားထုတ်ရမှာအစစ်တေရေဒီယိုတတိကျ address နဲ့ရေးများပြအသုံးပြရတဲ့အတွက်တန်ရှင်းပြီး တကယ်ကောင်းတဲ့ပတ်ဝန်းကျင်အရင်မြင့်ရရှိဖို့အခက်အခဲတွေရှိနိုင်ပါတယ်ဒီမိုကရေစီနိုင်ငံမှာပြည်တွင်းမှာအရှင်ဟွန်နဲ့ထောက်လုပ်နိုင်ရေးကြိုးပမ်းမှုမှာသဘောပေါက်ဝန်းကျင်ဆိုင်ရာဆန်းစစ်မှုနဲ့ခွင့်ပြုချက်အတားအဆီးရှိပါတယ်ဒါပေမဲ့အရှင်အဟုန်ကြီးအလုပ်ကင်လာပါတယ်ပြည်ဆိုင်စွန့်ရေးအေဂျင်စီ IAEA မှာကာဗွန်ထုတ်လုပ်မှုလုံးဝမရှိရည်မှန်းချက်ရှိပေမဲ့မြေရှားဝယ်လိုအားဟာ2040ပြည့်နှစ်မှာလေးစားမှ6စားထိမြင့်တက်လာနိုင်ပါတယ် ဆိုရနကမီဒီယာခုခါမျိုးပြတူဖော်ခြင်းနဲ့လျှက်စစ်ဆုံးပြစီပြန်တော်ပြခြင်းဓာတ်ရုပ်အကျိုးတရားမှုနေတဲ့အစားထုတ်လုံဆောင်မှုနီလန်းနဲ့ဖော်ဆောင်ခြင်းယူကရိန်းနဲ့ဂရင်းလန်းကဲ့သို့နိုင်ငံတွေမှာမဟာဗျူဟာမြောက်ပူပေါင်းဆောင်မှုမြင့်တင်ခြင်းမြောက်အမေရိကနဲ့ဥရောပမှာဆိုရနပုဂ္ဂလိကတထုတူဖော်ရေးလုပ်ငန်းဖော်ဆောင်ခြင်းဆောင်ရွက်လာပါတယ်ဆွန်မြထနဲ့အလက်ထရောနစ်ပစ္စည်းများမှာမြေရှားတထုပြန်ရယူခြင်းဟာသဘောပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်တဲ့အတွက်အရေးပါလာနိုင်ပါတယ် ဒီအတွက်အခြေခံစောင့်နေမူဝါဒပိုင်းမှာအရှင်အဟောမြင့်ဆောင်ရမှာဖြစ်ကြောင်းသူရတနာပြမှုတွေရဖော်ပြပါတယ်။ရှင်နိမြနဲ့ကြမပြုရင်တန်ဖိုးကြီးကြီးပေးရမယ်။ဒါကနိပညာနဲ့ပဲသက်ဆိုင်တာမဟုတ်ပါဘူး။ဩဇာပိုင်းဆိုင်ရာလည်းလွန်မှုမှုဖြစ်သွားပါတယ်လို့မဟာဗျူဟာနဲ့နိုင်ငံတကာလေးလာရေး Institute မှာစွန့်ရနေရသေးလို့ဆိုင်ရာပညာရှင်တွေကပြောပါတယ်။မြေရှားတက်တခွာလက်ရှိကဘာမှာလူတိုင်း မိစတူဟာသုံးဆွဲနေတဲ့ခမီနီပညာနဲ့တီထွင်ထုတ်လုပ်တဲ့ပစ္စည်းအလုံးအတွက်ဒုံးကြီးဒရုန်းအစရှိတဲ့ခမီဆီလက်နဲ့တီထွင်ထုတ်လုပ်ဖို့အတွက်မရှိမဖြစ်အလိုအဆုံသတ္ထုတမျိုးဖြစ်လာပါတယ်။ဒါကြောင့်ကမ္ဘာစစ်မှုနိုင်ငံတွေရဲ့မြေရှားလိုအပ်ချက်ဟာတနည်းတခြားတိုးပွားလာပါလေ။လက်ရှိတရုတ်ဟာမြေရှားအများဆုံးရောင်းချတဲ့နိုင်ငံမှာကမ္ဘာမြေရှားစည်းကွက်80%ခန့်လုံးကျော် တရုတ်ကချုပ်ကန်လွှမ်းမိုးထားပါလေတကယ်တော့မြေရှားဟာနာမည်နဲ့လိုက်အောင်ရှားသလားဆိုလည်းမရှားပါဘူးမြေရှားတထုဟာကမ္ဘာမြေစီလောအောက်မှာတခြား dressing လိုပဲပုံမှန်ရှိတဲ့ပမာဏအတိုင်းတော်များရှိတဲ့ပြင်ကမ္ဘာနေရာပေါင်းများများစွာမှာလည်းမြေရှားတထုရှိပါတယ်ဘာကြောင့်တခြားစစ်မှုနိုင်ငံတွေကမြေရှားကိုကိုယ်ပါတာကိုမထောက်ကြတာပဲတရုတ်ကိုမိခိုးလေအကောင်အเจ้าကတော့ ခဝမျိုးစုလောက်အောင်မှာမြေရှားတထုတွေအများပြအလုံးလုံးရှိပေမဲ့ဒီတထုကိုတူးဖော်ဖို့နဲ့တန့်စင်ဖို့ကမလွယ်ကူတဲ့အတွက်ပါဒီနေရာမှာမြေရှားတထုဆိုတာဟာ dressing ledger စရာ periodic table ရဲ့အောက်နေရာမှာရှိတဲ့ lanthanides series အဲ့ဒီတွေကမြေရှား dressing 15ခုမြင်အခြား dressing တစ်ခုဖြစ်တဲ့ scandinavian နဲ့ ဝန်ဒီယံပါဝင်ဂုံတတိကြီးစင်တူတဲ့စုစုပေါင်း316မြို့ပါဒီတတုဟာကပောက်မြေလောက်အောက်မှာရှိတဲ့ရှိတဲ့လို့မနေမနောရှိပေမဲ့အများအပြားတနည်းအားဖြင့်တနည်းအားထဲမှာတစုတပွေးတဲ့တိတ်တိတ်တီတီတီရှိတာမတွေ့ရပဲပြန့်နှံ့နေပါလေဒါကြောင့်တထုများပြရဖို့နေရာအနှံ့မြေကြီးတွေတောင်ပေါ်ရဖို့ထောက်ရပြီး မြေပုံကြီးထဲမှာစေးကြောရှောက်ဖွေရပါလေမြေရှားသထုတူဖို့နေရာတွေဟာပူပင်ကင်းမဲ့သွားပြီးအပင်တွေကင်းမဲ့သွားပြီးတော့လကပါလို့ဖြစ်သွားပါလေမြေကြီးတွေကလည်းထက်ထက်စေးကြောသုံးသမီးရလာတဲ့သထုတွေဟာလည်းသထုရန်နေတာဖြစ်သေးလို့စမုတ်မီပညာနဲ့အသုံးပြုနိုင်မဲ့သထုချော်ဖြူကိုအစစ်စစ်တက်စေရပါလေဒီလိုအစစ်စစ်တက်စေရမှာပြင်းထန်တဲ့အက်ဆစ်တွေနဲ့စေးကြောရတယ်လို့တခါတည်းဒီသထုတွေဟာရေနီယံလို့ရေဒီယိုတက်တူကြွတွေနဲ့တွဲဖက်နေလေးရှိပါလေ ဒါကြောင့်တသက်စနစ်ကနေထွက်ပေါ်လာတဲ့ဆွေမျိုးပစ္စည်းတွေဟာပြင်းထန်တဲ့ acid တွေပြင် radio တတိကြွတက်ပစ္စည်းတွေကလည်းပြောရမယ်ဆိုရင်တော့ပါဝင်နေတဲ့အတွက်ဒါတွေကိုအလွယ်တကူစွန့်လို့မရပါဘူးအခက်အခဲတွေရှိပါတယ်မြေရှားတထုရနေကဘာမှာမရှားမပါရှိပေမဲ့တသက်စမိသားမြေရှားကတော့ရှားပါစေပါတရုတ်ကလည်းကလုံခဲ့တဲ့စေစုနှစ်များစွာခရေကရေရှိစီမံကိန်းနဲ့မြေရှားတပ်စစ်ဘုံဒီပညာနဲ့ဆက်ဝင်တဲ့ကြိုတင်ကြံစီတိစောက်ထားတာပါ။ တရုတ်အစိုးရဟာဒီစီမံကိန်းအတွက်ကုမ္ပဏီတွေကိုကြီးကြပ်ထောက်ပံ့ပေးပါတယ်။ဒါကြောင့်တရုတ်ကလက်ရှိချိန်မှာကမ္ဘာနီးပညာတွေမှာမရှိမဖြစ်အလိုအဆုံဖြစ်တဲ့မြေရှားရဲ့အရှင်သခင်ပါ။လိုရဲအနှစ်2000ကလေးက2000ခုနှစ်ပိုင်းကစပြီးမြေရှားလိုအချက်ရေးမိလာတဲ့ဂျာမနီကသူတို့နိုင်ငံလေကလာဘတ်မြို့နီမှာတွေ့ထားတဲ့မြေရှားကိုတူးဖော်တန်းစင်ဖို့ကြံစီပါတယ်။ဒါပေမဲ့ခုနပြောတဲ့အခက်အခဲတွေများလို့အနောက်နိုင်ငံတွေကတရုတ်စီကမြေရှားတွေကို လို့တော့ရရှိနေလို့တကိုးပိုင်းတကိုးတကမြေရှားထုတ်မဲ့အစီအစဉ်ကိုဆွလွှတ်နိုင်ရပါတယ်။နောက်ပိုင်းမှာတရုတ်ဟာအရင်တရုတ်မဟုတ်တော့ပါဘူး။အရင်ကမြေရှားကိုရောင်းစားဖို့ထုတ်ပေမဲ့နောက်ပိုင်းမှာတော့သူတို့ကိုယ်တိုင်နေပညာထိပ်ပန်းရောက်လာတော့ကိုးပိုင်းမြေရှားလိုအပ်ချက်လဲအဆောင်တက်မြင်လို့မြေရှားတွေကဈေးပေါ်ပေါ်နဲ့မြေအောင်တော့ပါဘူး။တရုတ်မြေရှားတွေကဈေးကြီးသွားတဲ့အပြင်ဝယ်ကြတဲ့ဝယ်လို့မရတော့ပါဘူး။အကန့်အသတ်ရှိလာပါလိမ့်။ ဥမာဂျာမန်မြေရှာအင်ပို့ကုမ္ပဏီတစ်ခုရဲ့အဆိုအရသူတို့ကုမ္ပဏီဟာသူတို့အင်ပို့ထုတ်ထားတဲ့တရုတ်စီကမြေရှာကိုအရင်လိုဘသူပြန်ရောက်ရောက်ရောင်းဝယ်မရှိတော့ပဲမှာယူတဲ့အခါမြေရှာဝယ်ယူတဲ့ကုမ္ပဏီရဲ့အသေးစိတ်အချက်လက်တွေတရုတ်ကိုပေးရပါတယ်မြေရှာလွှဲမှုကိုစုပ်ကမ်းပြီးနိမ့်ညာကမ်ပဏီတွေရဲ့အချက်လက်ကိုစုဆောင်ပြီးကဘာကြီးကိုလွှဲမှုချေလဲဖို့စူးစမ်းတယ်လို့အနောက်နိုင်ငံတွေကပြောပါတယ်ဒါအောင်တံမြင်မှုအမေရိကန်ဦးဆောင်တဲ့နောက်နိုင်ငံတွေဟာခုချိန်မှာတရုတ်မြေရှာကိုအမကိုပဲကိုယ်တိုင်ထုတ်ဖို့အစွမ်းကုန်စူးစမ်းနေတာဖြစ်ပါတယ် တရုတ်ရဲ့မြေရှားလုံးမှုကိုတွန်းလှန်နေဖို့ကတော့အချိန်ဆက်စွန်းနမကကြာပါအောင်ပဲတရုတ်ကလည်းဇေကွက်ကိုတူနှံမှုထားနိုင်လို့ကောင်းကောင်းကြီးသုံးချနေပါတယ်အမေရိကန်ကိုဆိုရင်လိုသလောက်မရောမိတော့ပါဘူးခုနကမကြခင်ရပိုင်းတွင်ဝါရှင်တန်မှာမြေရှားရောင်းဝယ်ကိစ္စအမေရိကန်နဲ့တရုတ်တို့ဆွေးနွေးပါအောင်ပဲမြေရှားဟာစမှုနည်းပညာထုတ်တဲ့နိုင်ငံကြီးတွေအတွက်အလွန်အမင်းမရှိမဖြစ်လိုအပ်ခြင်းဖြစ်ခြင်းပါမြေရှားသတ္ထုတွေရှိတဲ့နိုင်ငံငယ်လေးတွေကတော့ကြီးမားတဲ့အနေရဖြစ်နေပါလေ။နိုင်ငံကြီးတွေရဲ့အလူရဝေစု ခွဲမှုတွေကြားမှာပဲ diplomatic million ကြာမစီမံတက်ရင်အဲ့ဒီနိုင်ငံငယ်လေးတွေဟာမြေစာပင်ဖြစ်သွားပါလိမ့်မယ်